မေတ္တာဆိုတာเนาะတဖက်သားရဲ့အပြစ်ကိုလုံးဝမစင်စားဘဲနဲ့ဖယ်ထားကောင်းတာလေးကိုကြည့်ပြီးတော့မေတ္တာပွားရမယ်ဒါကြောင့်မို့တတ္တနာမနာပဘာဝဒသနာပရထမေတ္တာဖြစ်ဖို့ရာအတွက်ကောင်းွက်ကလေးကိုကြည့်နိုင်မှမေတ္တာဆိုတာတည်ဆောက်လို့ရတယ်အနုဘုဆိုရင်လောကလူတွေမှာအပြစ်ကရှိနေကြတာအကြည့်ပဲလူတိုင်းလူတိုင်းအကောင်းနဲ့အဆိုးဆိုတာရောထွေးနေတယ် ရောထွေးနေတဲ့အကောင်းနဲ့အဆိုးတဲ့မှာအကောင်းလေးကိုသာရှာပြီးတော့မေတ္တာဘာဝနာပွားပါအဲ့ဒါကိုအလေးချင်းလုပ်ဖို့လိုအပ်တယ်ပေါ့ပရာဟိတလုပ်ငန်းကိုလုပ်ပြီးဆိုတဲ့အခါမှာ ကောင်းခွက်ကိုရှာမေတ္တာကိုပွားဖို့လိုအပ်တယ်မကောင်းတဲ့အတင်းချင်းပြောတာမျိုးဝစီကမေတ္တာပြည့်အောင်မလုပ်ဟဘူးကာယကမေတ္တာဆိုတာမျိုးပြည့်အောင်မလုပ်ဟဘူးမနောကမေတ္တာခိုင်ခိုင်မာမာထားပြီးတော့ဝစီကံကလည်းမေတ္တာနဲ့ဖြည့်ရမယ် မနောကံကာယကံကလည်းမေတ္တာလည်းဖြည့်ရမယ်လို့အဲ့ဒီလိုမေတ္တာ၃မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မှပရဟိတအလုတ်ကို အောင်အောင်မြင်မြင်လောက်နိုင်တယ်လို့ဒီလိုဆိုတယ်။ဒါကြောင့်မို့ဘုရားအလောင်းတော်ဟာပါရမီဖြည့်ပြီးဘုရားဖြစ်သူရောက်တဲ့အခါမြတ်စွာဘုရားဟာမေတ္တာပါရမီမှာအထွတ်ထိပ်ကို ရောက်ခဲ့တာဖြစ်တယ်။အထွတ်ထိပ်ကိုရောက်ခဲ့တာဖြစ်သောကြောင့်သရဝရီရဲ့အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဟာမြတ်စွာဘုရားရဲ့ရင်ထဲမှာအမြဲတမ်းရှိနေတယ်။ အဲ့ဒီမေတ္တာရှိသည့်အတွက်ကြောင့်မြတ်စွာဘုရားမိမိပင်မမှုကိုပဓာဏမထားပဲနဲ့တရားတွေအကျိုးရှိမယ်ဆိုလို့ရှိရင်ဘလောက်ပဲဝေးဝေးနော်မြတ်စွာဘုရားကြွရောက်ပြီးတော့တရားဓမ္မဟောပြောဘလောက်အခက်အခဲတွေကြုံကြုံမေတ္တာတရားထားပြီးတော့ကြိုးစားအထုတ်တယ်ကြည့်လေဥရဝေလကတ္တဝလို့ဆိုတဲ့ယသိတထောင်ကိုချွတ်တဲ့အချိန်မှာဆိုရင်မြတ်စွာဘုရားရဲ့ ဇွဲတိခံမေတ္တာနှလုံးသားဟာဘလောက်ကြီးမားတယ်လဲဆိုတာစဉ်းစားကြည့်အဲ့ဒီလိုနေတဲ့အချိန်မှာယသဗျာဥရဝေလတောကိုရောက်သွားတော့ဥရဝေလကသမကြီးစီသွားပြီးတော့နေရာလေးတနေရာတောင်းနေတညာအိပ်ပြရစေလို့ဆိုတာအတော်နဲ့မပေးဘူးနောက်ပိုင်းကျတော့ပေးမပေးတော့လည်းပဲနဂါးကြီးတကောင်အစိတ်တော့ပြင်းတဲ့သူတို့မီးပူစောတဲ့မီးတင်ကုတ်ကိုပေးလိုက် အဲ့ဒီမှာမြတ်စွာဘုရားသတင်းသုံးခဲ့တာပေါ့အဲ့ဒီလိုမြတ်စွာဘုရားရောက်လာတဲ့အချိန်ကစပြီးမြတ်စွာဘုရားမှာအခက်ခဲတွေဘလောက်ပဲရှိရှိဥရဝေလကတ္တဝါတို့ရဲ့အခြေအနေကိုစောင့်ဆိုင်းပြီးတော့မြတ်စွာဘုရားတလကျော်နှစ်လထိအောင်ဥရဝေလကတ္တဝါတို့ရဲ့အသိဉာဏ်ရင့်ကျက်မှုကိုစောင့်ပြီးတော့အခက်ခဲမျိုးစုံတွေကိုလှုပ်ပြီးနောက်ဆုံးမှာမြတ်စွာဘုရားဟာထင်းလဲခွဲပေးတယ်မီးလဲမှွေးပေးတယ်အဲ့တော့ ဲ့လိုအခက်ခဲတွေဆောင်ရွက်တာဘုရားရဲ့အစွမ်းတကူနဲ့အကုန်လုတ်ပြီးကူညီပေးတဲ့အခါမှာနောက်ပိုင်းကျမှမြတ်စွာဘုရားပေါ်မှာမေတ္တာသက်ဝင်ပြီးတော့ကြီးညိုလေးစားလာတာဖြစ်တယ်ပထမဆုံးစဆာချင်းကြီးညိုလေးစားမှုရှိတာမဟုတ်ဘူးနောက်ပိုင်းကျမှကြီးညိုလေးစားမှုတွေကိုရလာအဲ့ဒါရသော်ဗျာမေတ္တာနဲ့စတင်ပြီးတော့ဆောင်ရွက်ခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါလို့မေတ္တာနဲ့စတင်ပြီးတော့ဆောင်ရွက်တာအင်မတန်မှအရေးပါ ဆွဲရှိရတယ်သိခံရတယ်မိမိကကောင်းကျိုးချမ်းသာတွေတစ်ဖက်သားရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်ပြီးဆိုတဲ့အခါမှာစိတ်ရှိခြင်းသိခံခြင်းဆွဲရှိခြင်းဆိုတာတွေဟာအင်တာမအရေးပါတဲ့အရာတစ်ခုဖြစ်တယ်။ရသော်ဘုရားဟာတကယ့်ကိုစံပြပုဂ္ဂိုလ်ကြီးဖြစ်တယ်။တရားရည်ရဲ့အကျိုးစီးပွားအတွက်မေတ္တာပါရမီဆိုတဲ့စွာအားကိုတုံးချပြီးစိတ်ရှိတယ်သိခံတယ်ကြိုးစားအထုတ်ခဲ့။အဲ့ဒီလို့ မေတ္တာယပုပ္ပကာရိနောရသော်ဗျာကြီးမားတဲ့မေတ္တာရှိခြင်းကြောင့်တရဝရီရဲ့အကျိုးစီးပွားကိုကိုယ်တိုင်ကပဲစပြီးတော့လှုပ်လိလှုပ်ထရှိဘယ်တော့မှတုံ့ပြန်တဲ့အလုပ်မျိုးလှုပ်ထမျိုးမဟုတ်ပဲနဲ့မိမိကိုယ်တိုင်ကစတင်ပြီးတော့ဆောင်ရွက်ပေးတာမျိုးလားရသောအပြင်လောကလူတွေဟာကိုယ့်ကိုမလုပ်ဘူးလို့ဆိုတာမျိုးနဲ့မေတ္တာပြန်လေးရှိကြတယ်။ငါကိုတစ်ချိန်လုံးကကူညီခဲ့တယ်၊ငါပြန်ကူညီရမယ်ဆိုတဲ့အတွေးတွေနဲ့လှုပ်လေးရှိကြတယ် မြတ်စွာဘုရားမှာအဲ့ဒီလိုအတွေးမျိုးမရှိဘူးကိုယ့်ကိုကူညီခဲ့တာဖြစ်စေမကူညီခဲ့တာပဲဖြစ်စေဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကူညီကူကူညီတိုက်တဲ့ပုဂ္ဂိုလ်ကိုမေတ္တာစေရနာထားပြီးတော့ဘုရားဟာကူညီဆောင်ရွက်ခဲ့တာပဲဖြစ်တယ်ဒါကိုမေတ္တာပါရမီရဲ့အထွတ်ထိပ်ကိုရောက်တယ်လို့ဒီလိုဆိုရပေါ့မေတ္တာယပုဗ္ဗကာလီနောမေတ္တာရှိသည့်အတွက်ကြောင့်သရဝရီရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်ဒီအဆင့်မှာ မေတ္တာထားပြီးတော့ဆောင်ရွက်တဲ့ပုံစံတွေရှိနိုင်တယ်နော်သို့တော့အဲ့ဒီမေတ္တာထားပြီးတော့ဆောင်ရွက်တဲ့နောက်မှာအရေးကြီးဆုံးကဘာလို့ဆိုရင်ဥပိ္ပခပါရမီဥပိ္ပခပါရမီဟာအရထဲမှာနားလည်နေတဲ့ဥပိ္ပခဆိုတာတစုံတစ်ခုနဲ့ပတ်သက်လာလို့ရှင်ဟာဒီကောင်ကိုပြစ်ထားလိုက်မခေါ်နဲ့မပြောနဲ့အဖက်မလုံးနဲ့ဆိုတဲ့ဥပိ္ပခမျိုးတွေပဲအရထဲမှာခစ်စားနေတယ်အဲ့တော့ ဒီဥပ္ပခပါရမီဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးအလွန်မြင့်မြတ်တယ်တဝုတယောက်ကိုမေတ္တာထားပြီးတော့အကူအညီပေးတော့မယ်ဆိုလို့ရှင်ဥပ္ပခာဆိုတာဘာကိုဆိုလိုတာလဲလို့ဆိုရင် သူစီကတုံ့ပြန်လာမဲ့အခြေအနေတစ်ခုကိုမမျော်လင့်တာကိုဥပ္ပခာလို့ခေါ်တယ်နော်ကိုကမေတ္တာထားပြီးတော့ကူညီတယ်ဆိုပါစို့ပရဟိတသမားတွေပရဟိတအလုပ်ကိုလုပ်တယ်ဆိုပါစို့ မေတ္တာရှိလို့ကုညီမှုကိုစတင်နေလောက်ကင်နေအဲ့ဒီလိုလောက်ကင်တဲ့အခါမှာကိုကုညီလိုက်တဲ့ပုဂ္ဂိုလ်ကကိုယ့်အပေါ်မှာအမြင်ဆောင်တာလည်းရှိနိုင်တယ်အမြင်ကြည်တာလည်းရှိနိုင်တယ်ကိုယ့်အပေါ်မှာမကျေနပ်တဲ့လူလည်းရှိနိုင်တယ်ကျေနပ်တဲ့လူလည်းရှိနိုင်တယ်ချီးမွမ်းတဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ကဲ့ရဲ့တဲ့ပုဂ္ဂိုလ်လည်းရှိနိုင်အမျိုးစုံတွေ့ရမှာပရိဟိတလုပ်ငန်းလုပ်တယ်ဆိုတဲ့ ကို့ပေါ်မှာတုတ်ပြန်လာမှုတွေကအမျိုးစုံအောင်တုတ်ပြန်မှာပဲဖြစ်တယ်။အဲဒီလိုတုတ်ပြန်လာတဲ့အချက်တွေပေါ်မှာလက်နေယူရှုထားနိုင်တာကိုဥပိ္ပခာလို့ဒီလိုခေါ်တာနော်။ဘာတွေပဲတုတ်ပြန်တုတ်ပြန်ကိုယ့်ကိုချီးမွမ်းသည်ဖြစ်စေ၊ကဲ့ရဲ့သည်ဖြစ်စေနော်။အပြစ်တင်သည်ဖြစ်စေ၊အကောင်းသတင်းပြောသည်ဖြစ်စေဘယ်ဟာကိုမှအမှတ်မထားဘဲနဲ့ကိုလိုတဲ့နာကိုလှုပ်တာတိတိမမတ်တိတိငြိမ်ငြိမ်နဲ့လှုပ်သွားနိုင်တာကိုဥပိ္ပခာပါလို့ အဲ့ဒါလို့မလုံနိုင်ဘူးဆိုရင်ကိုမေတ္တာနဲ့လှုပ်ထားတဲ့လုပ်ငန်းတစ်ခုဟာရပ်ဆိုင်သွားတာဆိုပါစို့ပရဟိတသမားတစ်ခုဟာမေတ္တာနဲ့အများကိုကူညီလိုက်တယ်သို့သောကိုကူညီထားတဲ့ပုဂ္ဂိုလ်ဟာကိုကိုစော်ကားမော်ကားပြောတယ်ဆိုရင်ဟာဒီကောင်နောက်ကိုမကူညီနဲ့ဆိုတာမျိုးဖြစ်သွားတယ်နော်ဒီလူကိုနောက်ထပ်မကူညီနဲ့ဆိုလို့အဲ့လိုမျိုးပြောင်းသွားတာဥပိ္ပခပါရမီမရှိသည့်အတွက်ကြောင့်ဖြစ်တာတဲ့ဒါကြောင့်မို့ဥပိ္ပခပါရမီဆိုတာ အထင်အကွက်သာဖြစ်တယ်အမတန်မှရေးကြည့်တယ်ဥပိ္ခာယပစ္စုပ္ပကာရဏာတိတန္တိဥပိ္ခာပါရမီ ရှိခြင်းကြောင့်သူစီကတုံ့ပြန်လာတာဘာတစ်ခုမှမျှော်လင့်မထားပဲနဲ့ကိုလှုပ်ရမယ်အလုပ်ကိုလှုပ်တာကြည့်လေဥပမာတစ်ခုငါ50ဇတ်ထဲမှာပါတဲ့ဇာလန်းလေးတစ်ခုကိုမှတ်သားကြည့်မေတ္တာနဲ့ဥပိ္ခာနှစ်ခုဘလောက်အေးပါလဲဆိုတာစဉ်းစားကြည့် အလုံးသိကြတဲ့ဒီဇလံလေးတစ်ခုမှာတောထဲမှာတောလေရင်းနဲ့ပုံနာကြီးတယောက်ဟာ၆ကဘာတဲ့လိမ့်ကြသွား၆ကဘာတဲ့လိမ့်ကြသွားတာအမတန်မှ net တဲ့၆ကဘာကြီးဖြစ်ကြသူဟာဘယ်လိုမှပြန်ပြီးတော့အပေါ်မတက်နိုင်ဘူးအဲ့ဒါလို့မတက်နိုင်တာတရက်လည်းမဟုတ်ဘူးနှစ်ရက်သုံးရက်လေးရက်တစ်ပတ်နှစ်ပတ်နေသည်ထီအောင် 6ကဘာထဲမှာဒီတိုင်းပဲအစာရေစာမတော့ရပဲနဲ့ဆင်းရဲဒုက္ခရောက်အဲ့ဒါလို့ဆင်းရဲဒုက္ခအခက်ခဲတွေကျုံနေတာကိုတစ်တပင်ကနေတပင်ကူးပြီးတော့သွားတဲ့ဘုရားအလောင်းမြောက်ကြီးကမြင်လိုက်တယ်မြင်လိုက်တဲ့အခါကျတော့ဒီပုံနာကြီးပေါ်မှာတနာတဲ့စိတ်ရှိလာဒါကြောင့်မို့မေတ္တာစိတ်တတ်ကရုဏာခြေခံတဲ့မေတ္တာစိတ်တတ်တဲ့သူဟာဒီပုံနာကြီးကို6ကဘာထဲကနေကက်တင်မှုရသူစူးစား သူကသူခွန်အားရရလောင်လေ့ကျင့်ကြည့်တယ်ကြီးမားတဲ့ကြောက်တုံးကြီးတွေမပြီးတော့၆ကဘာတဲကနေတက်ကြည့်တယ်အဲ့ဒါလို့သူကသူစမ်းသပ်ပြီးတဲ့အခါမှာပုံနာကြီးကိုပခုံးမော်တင်ထန်းတင်ပြီးတဲ့အခါမှာ၆ကဘာကနေပြီးတော့ခုံးမော်ရောက်အောင်ခုံတက်တာအောင်မြင်သွားတယ်ပေါ့ဒါမေတ္တာနဲ့ကူညီတာလို့ခေါ်တယ်အဲ့ဒါလို့မေတ္တာနဲ့ကူညီလာတဲ့အခါမှာ အင်မတန်မှမောမောပန်းပန်းနဲ့၆ကဘာတဲ့ကနေအပေါ်ရောက်အောင်တဲ့ရတယ်ဆိုတာအင်မတန်မှခဲနေမောဟိုက်ပြီးတော့နေသည့်အတွက်ကြောင့်အပေါ်လဲရောက်ရောခိတ္တခဏသူဟာအမောဖြေဖို့မေးမဲ့ပြီးတော့နေတဲ့အချိန်မှာခေါဏကသူကယ်လိုက်တဲ့ပုံနာကဘာ၄စဉ်းစားတုံးလို့ဆိုငါဟာတော်တဲ့လဲနေတာတပတ်နှစ်ပတ်ကျော်သွားပြီဘာမှလည်းမရသေးဘူး အိမ်ပြန်ရင်ငါဘာမှပါတော့မှာမဟုတ်ဘူးအဲ့တော့ငါအခုကုန်းမော်ရောက်ပြီတခြားလဲငါမလုံနိုင်ဘူးဟောဒီမြောက်ကြီးကိုတတ်ပြီးတော့မြောက်သားကိုယူသွားမယ်ဆိုတဲ့အတွေ့အတွေ့ကဲစဉ်းစားကြည့်เนาะသူကိုယ်တိုင်ကယ်ထားတဲ့သူ့ကိုကယ်ထားတဲ့မြောက်ကြီးကိုတတ်ပြီးတော့မြောက်သားကိုယူသွားဖို့သူစဉ်းစားတာကြည့်အဲ့ဒါလို့စဉ်းစားပြီးအနန္တရှိတဲ့ကြောက်ခဲနဲ့မြောက်ရဲ့ခေါင်းကိုထုတာအိတ်နေတဲ့မြောက်ရဲ့ခေါင်းကိုထုလိုက်တာ အစာမစားရတာကြာတော့သူ့ရဲ့ထုချက်ဟာတိတ်ပြီးတော့မပြင်းထန်ဘူးသို့တော့မြောက်ကြီးဟာခေါင်းပေါက်သွားပြီးတော့သွေးဒီဒီယိုစီးလာတဲ့အနေအထားမျိုးဖြစ်သွားခေါင်းကိုထုလိုက်တဲ့အခါကျတော့မြောက်ကြီးဟာလန့်ဖြန့်ပြီးတော့တစ်ပင်ပေါ်တက်ပြေးတယ်တစ်ပင်ပေါ်ရောက်တဲ့အခါတောင်ကြီးမြောက်ကြီးကြီးတော့ဘယ်ဟာရန်သူလဲလို့ခြိလိုက်တဲ့အခါကျတော့ဘယ်သူမှမဟုတ်ဘူးသူကယ်ထားတဲ့ပုံနာကသူ့ကိုခေါင်းကိုကြောက်ခဲနဲ့ထုတတ်တာသူသိလိုက်ရတယ် တော့စဉ်းစားကြည့်တော့အဲ့ဒီအချိန်မှာဘုရားလောင်းဟာ သူကဲတင်တာကမေတ္တာနဲ့ကဲတင်တာခေါင်းကိုထုလိုက်တဲ့အခါမှာသူ့အနေနဲ့ဘယ်လိုစဉ်းစားမလဲဘုရားလောင်းမြောက်ကစဉ်းစားတာကြည့်အော်ငါကမေတ္တာနဲ့ကဲထားတယ်ဒီလူဟာငါ့ကို အနေရပြုလာဒါပေမဲ့လို့ငါသာသူ့ကိုပြစ်ထားခဲ့မယ်ဆိုလို့ရှိရင်ညရောက်ရင်ကြားစာဖြစ်တော်မယ်ဒီကနေ့လူလောကလူလန်း တောကနေထွက်အောင်အပြင်ကိုငါပို့ပေးအောင်မှဖြစ်တယ်။ငါအလုပ်မပြီးသေးဘူးဆိုပြီးတော့သူ့ခေါင်းထုထားတယ်။ရန်သူဖြစ်သွားတာတောင်မှပဲဖျားလောင်းဟာဆက်ပြီးတော့သူ့ကိုလက်လျူမရှိဘူး။လက်လျူမရှိတော့လည်းပဲသူ့နားကိုတော့မကတ်တော့ဘူး။အန်နေရှိတဲ့လူတယောက်အဖြစ်နဲ့ဖျားလောင်းကဘလို့စဉ်းစားတော့ဆိုဘလို့ပြောတော့ဆိုအော်လောကမှာငါကယ်ထားတာငါပေါ်မှာမင်းလုံးတင်တာပေါ့။ဒါပေမဲ့မလုံးဖဲနဲ့ ငါကိုအန္တရာယ်ပြုတယ်အေးကိစ္စမရှိဘူးမင်းအန္တရာယ်ပြုတာမင်းအလုပ်ပဲငါကဲတင်တဲ့အလုပ်ကိုငါဆက်လုပ်မယ်အဲ့တော့မင်းနာကတ်လို့တော့မဖြစ်ဘူးငါတစ်ပင်တပင်တပင်ကနေခုပြီးတော့မင်းသွားမယ့်လမ်းကိုငါပြမယ်ငါသွေးဆက်ကြတဲ့နောက်ကိုလိုက်ခဲ့ပြီးတော့ဆိုဖျားလောင်းဟာတော့အပြင်ပဲရောက်တည်ထီအောင်အဲ့ဒီပုံနာကြီးကိုပို့ပေးလိုက်ခဲ့သေးတယ်အဲ့ဒါဘာကြောင့်လဲလို့ဆိုဥပိ္ခာကြောင့်ပဲဖြစ်တယ်ပေါ့ ကဲတာမန်လူတွေအနေနဲ့စဉ်းစားကြည့်အေးငါကဲထားတဲ့လူကငါကိုဒီလောက်ရက်ဆက်ရမယ်ဒီကောင်ပြစ်တတ်ထားလိုက်ဆိုရင်ဒီလိုစိတ်ဓာတ်ပြိုဖျားလောက်မှမထားဘာကြောင့်မထားတာတော့ဆိုရင်ဥပိ္ခာအမိကြောင့်မထားအကယ်၍ဥပိ္ခာမရှုနိုင်ဘူးဆိုလို့ရှိရင်ဒီဥပိ္ခာမထားနိုင်ဘူးဆိုလို့ရှိရင်ဒီပုံနာကြီးကိုဒီတိုင်းထားပြစ်ခဲ့မှာပဲသူအေးဥပိ္ခာထားသည့်အတွက်ကြောင့် ဒါအယက်ကနားလည်နေတာနဲ့တခြားစီဖြစ်တယ်နော်အယက်ကနားလည်တာဥပိ္ပခာဆိုတာပြစ်ထားလိုက်သူ့ဘာသူသေးသေးခြေခြေထားလိုက်တော့ဆိုလေပုံစံမျိုးကိုဥပိ္ပခာလို့ခေါ်တယ်တကယ်မွန်မြတ်တဲ့စိတ်ဓာတ်ဥပိ္ပခာဆိုတာဒီလိုဟာပြောတာမဟုတ်ဘူးဘွေမอยู่ဘူးလို့ပြောတာနော်ကိုယ့်ပေါ်မှာမကောင်းမှုနဲ့တုံ့ပြန်တာကိုဘွေမอยู่ဘူးလှုပ်တဲ့လှုပ်ထတာကိုဆက်လုပ်ပေးတယ် ဘုရားလောင်းဟာဆက်ပြီးတော့လှုပ်ပြီးသွားတယ်ဥပိ္ခပါရမီလို့ခေါ်တယ်အဲ့ဒါမျိုးစိတ်သက်စัญญခိုင်ခိုင်ထားပရဟိတသမားဟာမေတ္တာလဲကြီးမားရမယ်ဥပိ္ခာဆိုတဲ့စိတ်ကုံလဲထားနိုင်ရမယ်အဲ့ဒါလို့ထားနိုင်တဲ့အခါမှာမိမိတို့ကိုကြီးဆောင်းလျှောက်ပေးတဲ့ပုံကိုယ်ရရဲ့တုတ်ပြန်လာတဲ့အချက်ပေါ်မှာဘွေမယူဘဲနဲ့ကိုလို့တဲ့လှုပ်ထိုက်တာကိုလှုပ်နိုင်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့် ပရိဒသမားနဲ့မေတ္တာတရားဆိုဒီမှာပရိဒသမားနဲ့ပါရမီတရားလို့ဆိုဒီမှာမေတ္တာပါရမီနဲ့ဥပိ္ခပါရမီကိုရည်ညွှန်းပြီးတော့ပြောတာဖြစ်တယ်။တရားချက်ခင်သူတော်စင်ပြိဿာပေါင်းတို့ကြီးမားမွန်မြတ်လာတဲ့လုပ်ငန်းတစ်ခုကိုလုပ်ပြီးဆိုတဲ့အခါသူများရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်တဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာမေတ္တာဆိုတာရှိရမှာဖြစ်တယ်။မေတ္တာရှိလို့လုပ်ပြီးတဲ့အပေါ်မှာ တုံ့ပြန်လာမှုတွေပေါ်မှာဂရုစိုက်နေမယ်ဘွေယူနေမယ်ဆိုလို့ရှိရင်လေကိုလုံးတဲ့လုံးရဟာပြက်ပြားသွားနိုင်တယ်။ဒါကြောင့်မို့လို့ညီလူပဲဖြစ်စေ ကိုမိသားစုအတွင်မှာပဲနေတာပဲဖြစ်စေမေတ္တာဆိုတာကိုခိုင်ခိုင်မာမာထားဖို့တုံ့နဲ့တူဘွေယူခြင်းဆိုတာမရှိတဲ့ဥပိ္ပခာဆိုတာခိုင်ခိုင်မာမာထားဖို့မေတ္တာနဲ့ဥပိ္ပခာဒီမွန်မြတ်လာတဲ့စိတ်နေသဘောတာနှစ်ခုတိုင်းနေထိုင်ကြမယ်ဆိုရင် မိသားစုအချင်းမှလည်းပဲခိုင်မြဲမယ်နော်ရက်ွက်အတွင်းမှလည်းပဲခိုင်မြဲတယ်အသင်းအဖွဲ့တွေအတွင်းမှလည်းပဲမေတ္တာခိုင်မြဲသွားမှာဖြစ်တယ်မိမိတို့လုပ်ရတဲ့လုပ်ငန်းတစ်ခုဟာအောင်မြင်ကြီးထွားသည့်အထိဖြစ်မှာဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့ပရဟိတသမားနဲ့ပါရမီတရားဆိုတာကိုမှတ်သားနိုင်ယူချပြီးတဲ့အခါမှာမိမိတို့လုပ်တဲ့လုပ်ငန်းတစ်ခု ကုသိုလ်လုပ်ငန်းတစ်ခုအောင်မြင်ပြီးဆုံးအောင်မေတ္တာတရားနဲ့ဥပေက္ခာတရားကြီးမားစွာအခြေခံထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်